လုံးအတွက်နေမှာအစ်ကျွန်တော်တို့ကညီပြောစီကျွန်တော်ရှင်းနေနေမှာဒီကအစ်ကျင့်ချင်းဒီလိုရှင်းနေဒီလိုဝင်နေဒီအကောင့်တလောက်ကလည်းမှာဒီအရင်ကျွန်တော်လူကြီးကျွန်တော်ကအရှင်းနေအကုန်လုံးတက်မှာခင်ဗျာမှာရှင်းရှင်းကြုံတယ်ညီပြောစီတော့အကုန်လုံးရှင်းနေရှင်းမှာခင်ဗျာမခိုင်နှင်းဝေထံမှားရမိသောငွေများပြန်မရဖို့အလားလာများနေအစိုးပါငွေမှားလွဲမှုနဲ့ပတ်သက်ပြီးတော့မခိုင်နှင်းဝေရဲ့ Facebook မှာဒီလိုမျိုးတင်ထားတာတွေ့ရပါလေယခု Facebook ပေါ်မှာငွေကျပ်29,500မှားလွဲမှုအတွက ဗန်အကောင့်ပါရှင်မှာကိုဝေသူဖြစ်ပါတယ်အသင်းတို့လူကိုယ်တိုင်ဖြစ်စေခိုင်လုံသောထောက်ခံစာကိုယ်စားလှယ်လွှဲစာဖြစ်စေပါရှိသောကိုစားများဖြင့်လာရောက်ခြင်းမရှိခြင်းဗိုက်ဘာမက်ဆန်ဂျာများမှကိုဝေသူကိုယ်တိုင်နှင့်ပြောဆိုထားခြင်းများမရှိခြင်း Facebook ပေါ်မှတက်လာသောဗန်မတန်းများအသင်းလက်ထက်သို့ရောက်လာခြင်းမရှိခြင်းတို့ကြောင့်ဝေပြန်လွှဲပေးဖို့အတွက်ယခု Facebook ပေါ်မှဝေကျပ်29,5500မှလွှဲမှုအတွက် ဘဏ်အကောင့်ပိုင်ရှင်မှာကိုဝေသူဖြစ်ပါတယ်။အသင်းတို့လူကိုယ်တိုင်ဖြစ်စေခိုင်လုံသောထောက်ခံစာကိုယ်စလဲလွဲစာဖြစ်စေပါရှိသောကိုစားများဖြစ်လာရောက်ခြင်းမရှိခြင်းဘိုင်ဘာမစင်ညာများမှကိုဝေသူကိုယ်တိုင်နှင့်ပြောဆိုထားခြင်းများမရှိခြင်းခရုပေါ်မှတက်လာသောဗာမတန်များအသင်းနဲ့ထဲသို့ရောက်လာခြင်းမရှိခြင်းတို့ကြောင့်ဝေပြန်လွှဲပေးဖို့အတွက်နှောင့်နှေးကြံ့ကြံ့မှုများရှိနေခြင်းဖြစ်ပါတယ်ယခုကိစ္စအားဖြည့်ရှင်းပေးနိုင်မှာရန် ဘန်အကောင့်ပိုင်ခြင်းကိုဝေသူသို့မဟုတ်ခိုင်မာသော ကိုယ်စားလှယ်လွဲစာအသင်းတို့ဖရိုးပေါ်မှဗန်မတန်းများဖြင့်လာရောက်ဖူးသောလူသက်တွေအသင်းတို့ကိုဝေသူသို့မဟုတ်ကိုယ်စားလှယ်လွဲစာဖြင့်လာရောက်သူပေါ်တို့ဝန်တန်းများရိုင်းပြစွာဆက်ဆံဖူးသောတက်တဲ့အတန်ဖိုင်ဗီဒီယိုမှတ်တမ်းများယူဆောင်လာ၍တက်တဲ့အတန်ဖိုင်ဗီဒီယိုမှတ်တမ်းများယူဆောင်၍လာရောက်ပေးနိုင်ပါလေရှင် တနိုင်ငံလုံးစိတ်ဝင်စားမှုမြင့်တက်နေသောကိစ္စအတွက်ကျမကိုယ်တိုင်ပွင့်လင်းမြင်သာစွာကင်တွယ်ဖြည့်ရှင်းပေးတော်မှာဖြစ်ပါတယ်။ဒီနေ့မှစ၍ဘန်ကောက်ပန်ရှင်အမှန်ဖြစ်သောကိုဝေသူဒမဟုတ်ထိုင်မာသောကိုစားများကိုယ်တိုင်အထက်ပါတည်တည်များယူဆောင်၍လာရောက်နိုင်ပါလေရှင်။ခိုင်နှင်းဝေရှင်သွေးလေးများခေဟာမခိုင်နှင်းဝေအခုပြောထားတဲ့ကိုယ်စလင်လွဲစာများဗီဒီယိုဖိုင်တည်တည်များအသံဖိုင်တည်တည်များနဲ့ပတ်သက်ပြီးတော့ရှားထက်မယ်ဆိုတော့အမျိုးသမီးလေးရဲ့ ဒီလိုမျိုးတောင်းပြန်ဖြစ်ရှင်းထားပါတယ်။မခိုင်နှင်းဝေပိတ်ကတင်တဲ့အချက်လက်တွေနဲ့ပတ်သက်ပြီးညမအနှဲငယ်ရှင်းပြချင်ပါတယ်။ပထမဆုံးအနေနဲ့ပြောပြချင်တာကကိုဝေသူကညမရဲ့ငွေချင်းအကိုအရင်မှာငွေ29သိန်း5500ငါတော့ညမရဲ့ငွေပါ။ညမကထိုင်းဘက်ချမ်းအနေများသူဖြစ်လို့ညမဖုံးကင်နဲ့ညမအကိုရဲ့ပန်အကောင့်ကိုအသုံးပြုနေတာဖြစ်ပါလေရှင်။မခိုင်နှင်းဝေဝန်တန်းနဲ့ မြမကိုနဲ့ဖုံးပြောဘူးပါတယ်ဒါပေမဲ့မြမကိုကတိုင်းရင်သာအနေအေးသူဖြစ်တာတကြောင်ပိုက်ဆံကလည်းမြမပိုက်ဆံဖြစ်တာကြောင့်မန်နေဂျာဆိုသူနဲ့ပြောရမှာမြမကဝင်ရောက်ဖြည့်ရှင်းနေရတာ ဖြစ်ပါလေရှင်ဝန်တန်းနဲ့ဖုံးပြောတော့ကလိုအပ်တဲ့အချက်လက်တွေကိုအမားရဲ့ဝန်တန်းကမြမအကိုပြောပြလို့အကိုရဲ့မှတ်ပုံနဲ့ဘတ်စတိတ်မန့်တွေကိုရုံးထိမြမရဲ့အထက်ကုံတဲ့မမိုးက ွားပြခဲ့ပါတယ်။အမားတို့ရုံကဝန်ထမ်းကလည်းဓာတ်ပုံရိုက်ယူထားပါတယ်ရှင်။မမိုးဘာလို့လွတ်ရလဲဆိုတော့ပထမအလူတွေတုန်းကလည်းမမိုးကိုယ်တိုင်အမားတို့ရုံကိုသွားလှူပေးခဲ့တာပါ။ဘာလို့ဆိုအဲ့ဒီတုန်းကလူဖို့ဆက်သွယ်ရတောင်မှအမားတို့အခုထိစာဖောက်မကြည့်ခဲ့လို့မမိုးကိုယ်တိုင်ရုံကိုသွားလှူပေးဖို့အကူအညီတောင်းခဲ့ရတာပါ။အခုတစ်ခေါက်ကလည်းမမိုးကိုအထည်ပိုးပေးရင် အမပန်နဲ့ပန်းလွှဲမိတာဖြစ်လို့သူကကိုစားလာပေးတာဖြစ်ပါတယ်အမနဲ့ညီမတို့နဲ့တခါမှလိုင်းမော်ကနေဆက်သွယ်ထားဖို့ခြင်းမရှိလို့လူကိုယ်တိုင်းလားနေရတာဖြစ်ပါတယ်ကိုဝေသူကိုယ်တိုင်းကတော့မြောက်ရီမဲဆောက်နေစမ်းမှနေတာဖြစ်လို့လန်ခီးမတာလို့မလာနိုင်ပါဘူးရှင်ကိုဝေသူကိုယ်တိုင်းလာရမယ်သမဟုတ် ကိုစလန်လွှဲစာလိုအပ်ကြောင်းအမဘွန်နန်းတွေကဖုံးနဲ့ဖြစ်စေလူကိုယ်တိုင်းဖြစ်စေ ဘယ်သူတဦးတယောက်ကမှမပြောခဲ့ပါဘူးပြောခဲ့တဲ့တသက်ရှိရင်ထောက်ပြလို့ရပါတယ်ညီမတို့အနေနဲ့မျိုးနယ်ရုံးနဲ့ရဲစခန်းထိပါသွားခဲ့တဲ့သူပါရှင်ဒီကိုယ်စားလှယ်လွှဲစာလောက်ကတော့အမားတို့တောင်းခဲ့ရင်ညီမတို့မပေးနိုင်မဲနေမလားရှင်ဘန်စတိတ်မန့်နဲ့ကိုဝေသူရဲ့မှတ်ပုံတွေကို မမိုးကိုတိုင်းရုံးထိ လူကိုတိုင်းလာပြခဲ့ပါတယ်ရှင်အမားတို့ရုံးကဝန်ထမ်းအားလည်းဓာတ်ပုံရိုက်ယူထားပါတယ်ရှင်ဒါကို မဘက်ကမသိခဲ့ဘူးဆိုရင် အမရုံးရဲ့ CCTV record လေးတွေပြန်ကြည့်ပေးဖို့တောင်းဆိုပါတယ်။အမရဲ့ဝန်ထမ်းတွေကပိုက်ဆံမှားလွဲကြောင်းလာပြောသူကိုအခြေမငန်ဆက်ဆံရတဲ့လောက်ရနဲ့ပတ်သက်ပြီးအမတို့ပိုင်နဲ့ထဲထိညီမတို့ဗီဒီယိုရိုက်ချင်းအတန်ဖန်းချင်းမလုပ်ထားပါဘူးရှင်။ဒါလူချင်းမို့အရာရောစီကန်းအရာရောမသိတော်ဘူးဖြစ်လို့ပါရှင်။အမအနေနဲ့အမရုံးရဲ့ CCTV record တွေကို ြန်လည်ကြည့်ရှုလို့ရပါတယ်ရှင်။အမားတို့မန်နေဂျာဆိုသူကပြောခဲ့တာထဲမှာပိုက်ဆံကိုဘယ်နဲ့ဘယ်ချိန်ထိစောင့်ပေးပါလို့တခေါမှမပြောခဲ့ပါဘူး။အခုလိုငွေမှားလွှဲတဲ့ဖြစ်စဉ်တခါမှမဖြစ်ဘူးပါဘူးလို့လည်းပြောခဲ့ပါတယ်။နေပြည်တော်ထိစာဆက်ဆက်တင်ပြီးမှဖြည့်ရှင်းရမှာလို့ပြောပါတယ်။အဲ့ဒီဖြည့်ရှင်းတာကိုဘယ်ချိန်ထိစောင့်ရမလဲမေးတဲ့ခါမှာအချိန်အတိအကျမပြောဘဲသူတို့ကိုယုံကြည်ပြီးပဲစောင့်လို့ပြောပါတယ်။ နောက်တစ်ခုကအလူငွေတွေကအချိန်နဲ့တပြည်းညီလှူပေးပြီဖြစ်လို့ငွေပြန်ပေးခဲ့ရင်မခိုင်နှင်းဝေရစိုက်ပေးရမှာလို့ပြောခဲ့ပါတယ်။ဒါဆိုညီမတစ်ခုလောက်သိကြပါတယ်။ချစ်ရက်တွေကအမငွေပြန်ပေးခဲ့ရလို့ပြောခဲ့တဲ့သူတွေကိုရောအမစိုက်ရော်ပေးခဲ့ရလားရှင်။ညီမဟာတာမန်ပြည်သူတူပါ။ဒီဖြစ်စဉ်ဟာညီမအတွက်အကျန်းစိတ်ပင်ပန်းရပါတယ်။ ညမချွေးနှဲစာလေးကိုညမပြန်လို့ချင်မိတာမှားပါသလားရှင်ညမဘက်ကလည်းအမရုံးကတောင်းတမျှအချက်လက်တွေကိုပေးခဲ့ပြီးပါပဲရှင်ဘာမှမဆိုင်နဲ့မျိုးနယ်ရုံးတီလွတ်လွတ်ပါသွားခဲရတာပါရှင်အမအနေနဲ့ဒီ29သိန်း9500ကို ပြန်ပေးဖို့တကယ်အခက်ခဲရှိနေရလားရှင်ညမဘက်ကအမအနေနဲ့အခုချိန်ထိလုံးဝလာရောက်ဆက်သွယ်ခြင်းမရှိလို့ညမအခုလိုလိုင်းမောင်းနေပြောနေရတာပါရှင် မဘကလည်းဒီဖြစ်စဉ်မှာညီမတို့မားတဲ့ထင်ရင်မားခဲ့တဲ့တတ်တိန်နဲ့တကွပြည်သူလူထုကိုချပြနိုင်ပါလေရှင်ညီမအနေနဲ့ဒီဖြစ်စဉ်ကို အများဆုံးပြီးချင်ပါရဲ့ရှင်ရှားထက်နယ်ဆိုတဲ့မြို့သမီးကတော့အစိုးရ post နဲ့တူဖုံးပြောခဲ့တဲ့အတန်းဖိုင်တွေကိုပါဆက်လက်တင်ခဲ့ပါသေးတယ်နားဆင်ကြည့်ပါဦးခင်ဗျာ ဲ့တော့လုံးဆိုင်မှာပေါ့နော်ဒီအတင်းကနေမဆိုင်နေကိုဆိုင်မှာဆိုင်ရမယ့်ပုံစံမျိုးဖြစ်ပါရဲ့ခင်ဗျာဘာလို့ဆိုတော့ဒီသက်ဆိုင်နဲ့ကျွန်တော်တို့ကမှုသီးဝါးနေလို့ဆိုတော့ဒီမှာအားရနေတယ်ကျွန်တော်တစ်ချက်အမအောင်ပြောပြတော့ပါခင်ဗျာကျွန်တော်မှုသီးဝါးပါခင်ဗျာငင်းငင်းသူတွေအကုန်လုံးကျွန်တော်အထူးအကြပေါ့နော်အမအောင်မှုသီးဝါးပါခင်ဗျာ တောင်းတကုံဆိုတော့တောင်းတကုံကဘိုင်းမျိုးနယ်ယုံနယ်ယုံရှိတယ်ပေါ့ငါယုံသွားတယ်တောင်းတကုံကတကယ်လို့ဒီပြင်းတော့လူမျိုးပါလေးတွေဆိုတော့အကြောင်းပြပြလာတယ်ဒီမှာသာမယူသွားတဲ့ပတ်ပုံတွေမျိုးယူသွားလိုက်ပေါ့နော်ဘာလို့ဆိုတော့တောင်းတကုံပါလာတယ်ပါလေးဒီလိုက်အတင်းကိုသင်ခေါ်ပြီးတော့ကျွန်တော်တို့ဒီလိုဒီပုံစံမျိုးပြောပြမပေးပါလို့ပြောလိုက်တော့ရှိချင်တယ်အင်းလို့ပြပါလိမ့်မယ်ဒီအိုင်အတင်းနဲ့ကူတင်းရနေတာပြီးတော့လို့ဒီမှာအချက်ချမှတ်လို့ရတဲ့အချက်ဒီ PPOP လိုက်တယ်ဆိုရင် တခြားကိုရေးသေးသေးလို့လည်းဒီနေ့ပြဿနာကတိုင်းမရှိဘူးပါတဲ့အဲ့ဒါကြောင့်မို့အဲ့လိုမျိုးလုပ်ကြည့်ရမလားမေးကြည့်ပြပါဦးတဲ့အဲ့လိုမျိုးပြောပါလိမ့်ညာဘူးကျွန်တော်တို့ကလည်းအတူကျွန်တော်တို့ကညီညီတို့ကျွန်တော်ကျင့်နေမှာဒီကအချင်းချင်းဒီလိုချင်းနေဒီလိုဝင်နေဒီအကောင့်တော့ကလည်းမှာဒီအရင်ကျွန်တော်တို့ကျွန်တော်တို့အချင်းချင်းအကုန်လုံးတက်မှာခင်ဗျာမှာအချင်းချင်းကြောင့်ညီညီတို့အပေါင်းအသင်းကြီးချင်းမှာခင်ဗျာတက်လာပြီးတော့ရှားတက်မယ်ဆိုတော့မင်းကလေးကဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့နောက်ဆုံးပို့တင်ခြင်းလို့ဆိုပြီး ဒီလိုမျိုးထပ်တင်ခဲ့ပါတယ်ဒီအကြောင်းအရာဟာငွေမလွှဲမိတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး နောက်ဆုံးရေးသားခြင်းဖြစ်ပါတယ်ဘာလို့ဆိုညီမတို့အကြောင်းအရာကိုအများပြည်သူခဏခဏမြင်တွေ့ရခြင်းကြောင့်စိတ်နှောက်ယှက်ဖြစ်မှဆိုးလို့တကြောင်းညီမရဲ့ပိုက်ဆံ29သိန်း9500ကိုညီမပြန်တောင်းရတာရှက်လာလို့ဖြစ်ပါတယ်ကိုယ်ငွေကိုတောင်းတာဆိုပေမဲ့ညီမအတော်လေးစိတ်ထိခိုက်ပြီးရှက်ရုံမှုကိုခံစားနေရလို့ပါ ပထမဆုံးပြောချင်တာကမက္ကိုင်းနှင်းဝေရဲ့အကောင့်ထဲကိုငွေမှားလွှဲခဲ့တဲ့ကိုဝေသူအကောင့်ထဲကိုပဲငွေပြန်လွှဲခိုင်းခဲ့တာပါကိုဝေသူတူကိုဝေသူကိုပဲလွှဲခိုင်းတာပါကိုဝေသူကနေရှားထက်ွယ်မမိုးကိုပြန်လွှဲခိုင်းနေတာမဟုတ်ပါဘူးရှင်အများနားလည်မှုလွဲနေလို့ပါညီမတို့ကကိုဝေသူနဲ့လွှဲပြီးတခြားအကောင့်ထဲကိုပြန်ထည့်ခိုင်းနေတာမဟုတ်ပါဘူးရှင်ကိုဝေသူရဲ့မှတ်ပုံနဲ့ရှင်းနောက် ဖန်စာအုပ်ဖန်စတိတ်မန့်ကိုလည်းပြသခဲ့ပြီးမှတောင်းတာပါမက္ခိုင်နင်းဝေရဲ့ဖန်တဲ့ကိုဝင်ပေးချောင်းလဲအတည်ပြုပေးသားပါမက္ခိုင်နင်းဝေတို့ဘက်ကလွှဲခဲ့တဲ့ဖန်တဲ့ကိုပဲပြန်လွှဲပေးဖို့ပဲလိုတာပါကျန်တာတွေကအတည်ပြုပေးသားပါရှင်အဲ့တော့ကိုဝေသူကိုတိုင်းမဖြစ်မနေလာရမှရမယ်ဆိုတာကဘာအကြောင်းကြောင့်များလဲရှင်တကယ်လို့ကျမတို့မောင်နှမနှစ်ယောက်လုံခြုံရေးကိုတာဝန်ယူအာမခံပေးတယ်ဆိုညီမတို့မောင်နှမနှစ်ယောက် ၎င်းစရင်မှတ်ပုံတင်ဘန်စတိတ်မန့်ယူခဲ့ပြီးမဲဆောက်ကနေရန်ကုန်ထိလာရောက်ထုတ်ယူရမှာလားရှင်မဲဆောက်ရန်ကုန်လမ်းစိတ်အသွားပြန်ညီမတို့ကိုယ်တိုင်လာရင်ညီမတို့လုပ်ငန်းရဲ့လက်ဟာမှုတွေကထပ်မံကုန်ကြအောင်မှာပါရှင်အဲ့ဒီအတွက်ညီမသိချင်တာကဝေဝင်နာကတည်ကြတယ်ပြန်တောင်းတာလဲ9ရက်9လ2025နေ့ဒီကနေ့ 26ရက်5လ2025ဆိုရက်20တိတိပြည့်ပြီရှင်။ဒါ ਉ ဘယ်အရာကဒီငွေပြန်ပေးဖို့ခက်ခဲနေစရာလဲသိချင်ပါတယ်။ညီမဟာပြဿနာစတဲ့ကလေးကညီမကိုယ်တည်းလာရောက်တောင်းတာတောင်းအဖက်လောက်ချင်းမခံရလို့လိုင်းမော်တင်ခဲ့ရခြင်းဖြစ်ပါတယ်။ဒီပို့ကြောင့်သာအခုလိုဖြည့်ရှင်းခံနေရတာပါ။ဒါတောင်မှသူတို့ဘက်ကပြဿနာအမြန်ပြီးလို့စိတ်နဲ့ဒါရောက်ပြီး ဆက်သွယ်ဖြည့်ရှင်းခြင်းမရှိပါဘူးရှင်။လိန်တောင်းမဲ့အစားတွေလည်းညမမပါဝင်ပါဘူးရှင်။ကိုစည်းဝါးရေးကိုအနေထားလေးနဲ့ကိုရက်တည်နေတာပါ။ညမအနေနဲ့ကအတန်းရှင်းဆိုတဲ့အရာကိုပိုးတောင်မလို့ချင်ပါဘူး။ညမစိတ်လဲပင်ပန်း၊ချက်လဲချက်ပါတယ်။အဲ့ဒီအတွက်အမားတို့အနေနဲ့အရန်ခက်ခဲတဲ့ဆိုရင်လည်းညမချွေးနှဲစာလေးကိုအဆုံးခံလိုက်ပါတော့မယ်ရှင်။ဒါတော့ရှားထက်နယ်ဆိုတဲ့ကောင်မလေးက ငွေမှားလွှမ်းမှုနဲ့ပတ်သက်ပြီးတော့နောက်ဆုံးပြောဆိုခြင်းဆိုပြီးပို့တင်ထားတာပဲဖြစ်ပါတယ်။မခိုင်နှင်းဝေကတော့အခုလိုမျိုးပို့တစ်ခုထပ်တင်ထားပါတယ်။ငလင်းဘေးနဲ့ပတ်သက်လို့အလူငွေသိန်းပေါင်း9000ဝန်းကျင်ရရှိထားပြီးစည်ရင်းနဲ့တကွလူတန်းချင်းလိုအပ်သူတွေလက်ထက်အချိန်မီရောက်ရှိရတဲ့အတွက်စ조사လောက်ကင်ပေးထားပြီးဖြစ်ပါတယ်။ညီမရဲ့ပန်ကောင်းမှငွေအထွက်ကိုလိုချင်တဲ့မှတမမှုများကြောက်ချမှုများမကြာခဏကြုံတွေ့နေရတာမို့ ဘဏ်အကောင့်မှငွေပြန်လွှဲခြင်းများကိုအထူးထူးကျမှတ်စီစစ်ထားခြင်းဖြစ်ပါတယ်။ကျမအနေနဲ့အဖက်ဖက်မှ အရာရာတရီထားဆောင်ရွက်နေရခြင်းများကြောင့်ဘဏ်အကောင့်များနဲ့ပတ်သက်၍အသင်းမှချမှတ်ထားသောစည်းကမ်းများသတ်မှတ်ချက်များနဲ့သာဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။မှောင်ရဲသူများအနေဖြင့်လည်းကျမတို့ဘက်မှသတ်မှတ်ထားသောလုပ်ငန်းစဉ်များနဲ့လိုက်ပါဆောင်ရွက်ခြင်းများဖြစ်တာအစဉ်ပြေနိုင်မှာဖြစ်ပါတယ်။ကျမနေရာမှာမဟုတ်ဘဲကိုယ့်နေရာမှာဝင်ပြောနေခြင်းများကို အထူးမေတ္တာပို့ပေးထားပါတယ်ရှင်။ခိုင်နှင်းဝေရှင်သွေးလေးများခေဟာမခိုင်နှင်းဝေနဲ့ရှားထွံ့ဘသူကမှားလဲဘသူကမှန်လဲအားလုံးပဲဝေဖန်ပြောဆိုပေးကြပါဦးများ။